ကျောင်းပါဆိုကျွန်တော်ဟိုကျောင်းလစ်ပြီးတော့ဗနော်ချိတ်ဝဲတွေဘာလို့ချိတ်ဝဲတွေရှိဆိုကျောင်းပြေးပြီးတော့တော့ကစားရတယ်အဲ့ချိန်နောက်တစ်နေ့တန်းစီပြီဆိုရင် assembly ရှင်းမှာတန်းစီပြီးချိန်လုံးနဲ့ရိုက်ခံရတယ်မမက်ရပဲဘောလုံးဘောလုံးကြတော့ဘာဆိုအရင်ယူတွတ်တာလေကျွန်တော်အိမ်မက်တွေအားလုံးဆိုရင်ဘောလုံးပဲကျွန်တော်ဘောလုံးအလောက်ကြီးချစ်တယ်အသွေးသားတဲ့ဟိုကချစ်တယ်ရင်နဲ့နှလုံးသားတဲ့အသွေးသားတဲ့ဟိုဘောလုံးအရင်ချစ်တယ်အခုချိန်ထိကျွန်တော်ဒါဘောလုံးလောကမှာကျွန်တော်ရှိရှိနေရတာဗောနော်ဘောလုံးဝဲတွေရှုံးပြီဆိုရင်လေကျွန်တော်တွေမဟုတ်ဘူးကျွန်တော်တဏ္ဍာရီကလုံးမှာရှိရပရိတ်တိုက်အားလုံးခံစားရတယ် သူတို့တခါကြိုက်အောက်လို့အားမရဖြစ်တော့ကွာသူတို့အရင်နိုင်ရှင်တဲ့အရင်နိုင်ရှင်ကရှုံးရရှင်ပါအယူအောက်လို့အားမရရှင်ပါသူတို့ဝေဖန်တာရှိရပါတော့ငါတို့အလုပ်ပို့လို့ရမယ်သူတို့ငါတို့ပျော်ရှင်အောင် လုပ်ပေးရမယ်အသေးကွဲတယ်မယူရှုံးတဲ့အသေးကွဲတယ်ဒါပေမဲ့ဘလောက်ပဲရှုံးရှုံးမယူမှမယူပဲကျွန်တော်တို့ကအများတန်းတရဲနေပဲ အားလုံးမင်္ဂလာပါရှင်ထူရလေးပါပရိုဂရမ်ကြီးပဲပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာဟိုကဒါအားကစားလောကကဘယ်သူနဲ့အင်တာဗျူးလုပ်ပေးသွားမလဲဆိုတော့အရင်တော့ကတစ်ချိန်တစ်ခါတုန်းကဒါအောင်မြင်ကြော်ကြားခဲ့တယ်ဒါအမျိုးသမီးလက်ရွေးစင်အသင်းရဲ့တိုက်စင်ဝင်ဟောင်းလဲဖြစ်တယ်အခုဆိုလို့ရှင်တော့ဒါရှမ်းယူနိုက်တက်အသင်းမှာအနေပြချုပ်အနေနဲ့တာဝန်ယူပြီးတော့လုပ်ကင်ပေးနေတဲ့ဒါ 1လို့လည်းသိကြရပါတော့เนาะမက်ဇင်မှာ1နဲ့အင်တာဗျူးလာလို့တာပါအခုရောက်နေတာတော့ဒါစလင်းဝင်ပါပေါ့เนาะအခုအနောက်မှာမြင်နေရတဲ့အတိုင်းပဲဒါ Shine United အသင်းအမျိုးသမီးအသင်းကလည်းရောက်နေပြီအဲမက်ဇင်မှာ1လည်းတွေ့ပါတယ်သူဟိုဟာအလဲမှာသူအသင်းဟိုသူနီးပြလိုက်လို့ပေးနေရပါတော့เนาะအဲ့တော့ဟိုဟာတို့သူနီးပြလုံတာကိုစောင့်ရင်းနဲ့တို့ရေဘယ်လိုမျိုးကစားလဲဆိုတာရှက်ကြည့်မယ်ပြီးရင်တော့အင်တာဗျူးလေးကိုလိုက်ပြကြည့်ပေးကြပါအောင်ရှင်那个的下来，那个的下来。 အခုနပြောခဲ့တဲ့ဒါရှမ်းယူနိုက်တက်မင်္ဂလိပ်အသင်းရဲ့နီးပြချုပ်ဆရာဝန်အခုအင်တာဗျူးလေးလုပ်ပေးပါမယ်ရှင်ဆရာမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါဟုတ်ဟုတ်ကဲ့ပါရှင်ဆရာအင်တာဗျူးလေးနဲ့လုပ်ဝင်နော်ဟုတ်ကဲ့ပါဟုတ်အာအသက်၁၂နှစ်အရွယ်ကပေါ့အဲ့ကစပြီးတော့ဘောလုံးစပြီးစိတ်ဝင်စားခဲ့ပေါ့အာလာရှိုးပါဆိုအမျိုးကြီးဘောလုံးဆိုတာဘာမှတော့မသိသေးမင်္ဂလိပ်လည်းဘောလုံးမကစားကြသေးပေါ့နော်အဲ့အရွယ်ကစပြီးတော့စပြီးဝါသနာပါခဲ့တာဟုတ်တီဗီမှာလည်းအဲ့တော့မတ်တီတာကြီးတို့ခစ်ပေါ့လေမတ်တီတာကြီးတို့မဝါမိုးတို့ဟိုအဲ့ခစ်ပေါ့အဲ့တော့ဆိုငငယ်တော့ကျွန်တော်ကအဲ့အချိန်မှာ TV ကနေဘောလုံးသူတို့ဘောပေါ့အာယိုရီယာနဲ့ final ဘွဲပေါ့လေ final ဘွဲကိုချိခဲ့တယ်အဲ့ဒါမမေ့ရအဲ့ကလေးကစပြီးတော့ဘောလုံးအရန်ကန်ချင်တယ်ကန်ချင်တယ်ပြီးသူတို့လိုမျိုးလေယွင်စင်တစ်ချိန်မှာလေယွင်စင်ဖြစ်ချင်တာပေါ့နော်အဲအိတ်စိတ်ကအဲ့ကလေးရရှိခဲ့တာဟုတ်အာကျွန်တော်တို့မြို့မှာလည်းအဲ့တော့မင်းကလေးဘောလုံးဆိုတာမရှိသေးဘူးပေါ့နော် ပြီးလည်းဘောလုံးကစားဆိုတာကျွန်တော်တို့ကတော့စွတ်စားမှုတစ်ခုပဲအเจ้าပါဆိုကျွန်တော်ဟိုအเจ้าလစ်ပြီးပါဗနချိတ်ဝဲဘောလုံးချိတ်ဝဲရှိဆိုအเจ้าပြေးပြီးပြီးတော့တော့ကစားရတယ်အဲ့ချိန်နောက်တစ်နေ့တန်းစီပြီဆိုရင် assembly ရှင်းမှာတန်းစီပြီးချိန်လုံးနဲ့ရက်ခံရတယ်မမက်ရပဲအရှိုးရမပြောက်သေးဘူးအเจ้าထပ်ပြီးထပ်ပါတော့ဘာကြောင့်ဆိုတော့ရက်ခံရမယ်လည်းသိရဒါပေမဲ့ဘောလုံးအရန်ကြိုက်တော့တတော်ပြီးတော့ဒါချိတ်ဝဲတော့ဆော့တယ်မိသားစုကလည်းအဲ့တော့အဖေနဲ့အမေကတော့လက်ခံတယ်အကိုတော့ရှိရထပ်မှာလေအကိုတွေကအဲ့တော့ဗာမိန်းကလေးနဲ့ဘောလုံးနဲ့ဗာဆိုင်လို့လဲဗောနအမျိုးကလုံးဝမကန်ရအောင်ကန်ပြီးတိပြီးဆိုရင်အိမ်ရောက်ရင်အရိုက်ခံရပြီဟုတ် အဲ့အဲ့ဒါတော့အမှတ်တရပဲဟုတ်အာအဖေကတော့ရင်တော့ဟိုတိုင်းနယ်ပြည်နယ်အဆင့်ကြီးတော့ကစားဘူးတဲ့ဟုတ်ဟုတ်အဖေမျိုးရိုးတော့ရှိရဟုတ်အမှတ်တရအဖြစ်ဆုံးကတော့ဒီကျွန်တော်ဟိုပါပေါ့အာဆီယံချန်ပီယံရှစ်ပေါ့လေဒီ2004ပေါ့လေအဲဗီယက်နမ်အေရှန်လို့တဲ့ပွဲပေါ့အဲ့အိပွဲကတော့အမှတ်တရအပေါင်းများစွာပဲဘာကြောင့်ဆိုတော့လေခန်းစားမှုပေါင်းများစွာပဲအာဆီယံချန်ပီယံရှစ်မှာဆိုလည်းဒါကျွန်တော်တို့မြို့ကြီးဘောလုံးအသင်းအတွက်ဒါတမိုင်းဝင်ပေါ့လေပထမဆုံး ချန်ပီယံဖလားလည်းဟုတ်တယ်အာဆီယံမှာလည်းပထမဆုံးလုပ်တဲ့အာဆီယံချန်ပီယံရှစ်ပထမဆုံးလုပ်တဲ့ပွဲမှာပထမဆုံးဖလားကိုမြန်မာနိုင်ငံကဥဖျားဖလားတည်လာနိုင်တယ်ပေါ့နော်ပြီးတဲ့အမျိုးသမီးဘောလုံးအသင်းအတွက်လည်းဒါပထမဆုံးဖလားပေါ့အဲ့အဲ့အဲ့ပြန်ပွဲကတော့ဘဝမှာအမှတ်တရအဖြစ်ဆုံးပါပဲဟုတ်ဘယ်လိုပြောမလဲဆိုတော့ဘောလုံးနဲ့ပတ်သက်လဲကျွန်တော်စိတ်ခံစားမှုစိတ်ခံစားမှုတွေအရင်ရှိရပါတော့ပြီးရင်လည်းဘောလုံးလည်းအရင်ချစ်တယ်ဆွလို့ဖို့ဆိုတော့တော်တော်လေးကျွန်တော်တို့အဲဆုံးဖြတ်ချက်တော်တော်လေးဆုံးဖြတ်ရတာပေါ့နော်အဲ့အဲ့ဒီချိန်နဲ့တော်တော်ဝမ်းနေခဲ့ရတယ်ဘာကြောင့်ဆိုတော့ကျွန်တော်အများကြီး

ဘောလုံးလည်းအယံဝါသနာပါတယ်နောက်ခါဒီဗောလေကိုတက်ကြွတဲ့ပညာဗောလေကိုတက်ကြွတဲ့ပညာရက်ကိုဒါကလေးတွေလည်း training ပေးချင်တယ်တခြား train ပေးချင်တယ်တခြားလုပ်ပေးချင်တယ်ဗောလေအဲ့တော့ဒီ2010မှာဗောအဲ2010ဗီယက်နာမှာဗောလေစီလန်စင်တင်တန်းကိုဗီယက်နာမှာတက်တက်ခဲ့တယ်ပြီး2010မှာတက်ပြီးတော့အဲအမအောင်ခဲ့တယ်ထူးချွန်ထူးချွန်စင်းနဲ့အောင်တော့ဗောနော်ထူးချွန်စင်းနဲ့အောင်ပြီးတော့ဒါ AFC project future ကိုဆိုပြီးတော့အာရှရဲ့ selection ဒီပြရတဲ့အရွေးခံရတယ်အဲ့မှာဒီနှစ်နှစ် program ပေါ့နှစ်နှစ် program ကျွန်တော် B license ကိုဒါမလေးရှားမှာနှစ်နှစ် program ကျွန်တော်တက်ခဲ့တယ်ဒီ batch 2000တန်းပေါ့ကျွန်တော်တို့အာရှရဲ့ဒီပြ selection ဒီပြထဲပါတယ်ဟုတ် အဲ now sunday မှာကျွန်တော်ဒီ license ပြီးခဲ့တယ်ပေါ့မလေးရှားမှာဟုတ်အဲအဲ့ကစပြီးတော့ဒါအဲ license တွေတစ်ခုပြီးတစ်ခုကျွန်တော်ယူခဲ့တယ် license ပြီးတော့တခါ2014မှာပေါ့လေ2014မှာမြန်မာနိုင်ငံမှာကျွန်တော် A license တင်လန်းတက်ခဲ့တယ်အဲ A license တော့2014မှာခေတ်ကကျွန်တော်ပြီးခဲ့တယ်ပေါ့လေမြို့ရီးဘောလုံးသင်းလည်းအောင်မြင်စေချင်တော့ပေါ့နော်ပြီးကလေးတွေကိုလည်းဒီဘောလုံးနဲ့ပတ်သက်တဲ့ဒီပညာတွေတခြားလေးဟို sharing လုပ်ပေးချင်တယ်ကိုကိုကလည်းဒီကစားသမားဘွားလာတော့လေဒီဘောလုံးနဲ့ပတ်သက်တဲ့ဒီအခုနီးပြအတင်နဲ့လည်းတက်လိုက်တော့ချင်မှာအဲကိုနားလည်းတက်ကြွတဲ့ဟာတွေကိုကလေးကလေးတွေကိုတခြားလေးအဲပြုစုပြောင်းထောင်ပေးချင်တယ်တခြားလေးတင်ပေးချင်တယ်ဟုတ် ဲ့ဒါကြောင့်ဒီနီးပြအလုပ်ရွေးချယ်ခဲ့တာပါ။နှမျိုးစလုံးကတော့စိတ်လှုပ်ရှားတယ်။ဘာကြောင့်ဆိုတော့ကစားသမားဘဝမှာလည်းကျွန်တော်တို့ကဒီပြိုင်ဝဲ ပြိုင်နေတဲ့အချိန်လေးအချိန်သားပြင်းတယ်ကျွန်တော်ဥမာဥမာ final လိုမျိုးဆိုရင်ကျွန်တော်အရင်စိတ်လှရှားတယ်။ဘာလို့လဲဆိုတော့မကစားခင်ညမှာလည်းကျွန်တော်စိတ်လှရှားတယ်။ပြိုင်မဲ့နေ့မှာလည်းစိတ်လှရှားတယ်။နောက်ခါပြိုင်မဲ့ကွင်းထဲမှာပြိုင်နေရတယ်ကျွန်တော်အရင်စိတ်လှရှားတယ်။ဘာကြောင့်ဆိုတော့ကျွန်တော်တို့ဒီ final ပွဲတွေဆိုရင်ကျွန်တော်တို့ကဒီ champion ဖလားရအောင်ယူမယ်ဆိုတဲ့စိတ်နဲ့ပေါ့လေ။အဲ့စိတ်နဲ့ဆိုကျွန်တော်တို့စိတ်လှရှားမှုပေါင်းများဆိုတဲ့ကျွန်တော်ကစားနီးပြတ်ဘွားမှာလည်းအဲ့လိုပဲ။အဲ့ကွင်းပြင်ကကြည့်ရတော့ပိုစိတ်ပင်ပန်းတယ်။ကိုယ်တိုင်တော့ဝင်လောက်လိုက်ချင်တာသိတယ်မလား။တစ်ခါကြာရင်ထားလိုက်ပါကိုကနိုင်နေတယ်။ နားရှင်ပွဲပြီးဖို့က9မိနစ်10မိနစ်ပဲလိုတော့တယ်အမြန်ပြီးစေချေတယ်ဗျာအပြည့်လေးဟာအဲ့ချိန်မှာကို့အသေးကရိုင်ရောင်းရလဲအရက်စိတ်အရက်အရက်လှုပ်ရှားတော့ပါလေအစိတ်လှုပ်ရှားတော့တော့ကစားသမားအနေနဲ့ရောဒီနီးပြအနေနဲ့ရောဟိုနှစ်မျိုးလုံးကတော့အရက်စိတ်လှုပ်ရှားတယ်ဘလုံးနဲ့ပတ်သက်ဟုတ်ပို့ပြီးတော့ hot ဖြစ်လာတယ်ကျွန်တော်ထင်တာကလေဥပမာဥပမာကျွန်တော်တို့ကလည်း ဟော့ဟော့ဖြစ်တာပေါ့နော်ကျွန်တော်တို့ကျတော့ social media ခင့်ဖုံပေါ့နော်အဲ့တော့ကျွန်တော်တို့ခင့်ကကျတော့ပြောမစိုင်ဟောပေါ့အာ radio တို့ TV တို့ဒါ channel တို့ပေါ့လေအခုကဘယ်လိုပြောမလဲဆိုတော့အရန် social media platform အရန်ကျယ်ပြန့်လာပေါ့လေဥပမာ new feed ပို့လိုက်ရင်သူတို့အကြောင်းတွေကြီးပဲတောက်လျှောက်တောက်လျှောက်တောက်လျှောက်ဆိုတော့လေပြောမလဲဆိုရင်အဲ့ဒီရဲ့အကျိုးတရားမှုကပြောမလဲဆိုဘလုံးအားစားကိုလူတွေကပို့ပြီးတော့ စိတ်ဝင်စားမှုရှိလာတယ်အခုမင်းကလေးဘောလုံးသေးဆိုရင်အရင်တော့ဆိုရင်အရင်တော့လည်းစိတ်ဝင်စားမှုရှိပါတယ်ဒါပေမဲ့အခုကျတော့စိတ်ဝင်စားမှုပုံပြီးမြင့်တက်လာတော့ပေါ့အမျိုးသားအသင်းဆက်ဆံအမျိုးသမီးအသင်းတွေပုံပြီးတော့ပုံပြီးတော့စိတ်ဝင်စားလာကြတယ်ပြိတက်တွေအစအရင်တော့ကျွန်တော်ဝင်းမလိဆိုရင်ဒါတော်တော်ဆိုရင်ကွင်းထဲမှာဆိုရင်ဟို အဲအယောက်20 30မြင်ဖို့တော့တော်တော်ခဲရင်းတယ်ဗောလေအခုစင်ဒါ3 4 500အတာလေးပဲအဲ့လိုအဲ့လိုဖြစ်နေတာဗောလေအယောက်ဒီပွဲတို့ရန်ကုန်ယူနိုက်တက်နဲ့တို့တို့ပွဲဆိုရင်လည်းကိုင်းကိုင်းပြည့်လာလာအားပေးကြတယ်အဲကလေးငယ်ငယ်လေးတွေကဆအဲတို့ရဲ့ idol တွေတယ်မလားအရအားကြပြီးတော့တို့လိုက်လောက်လာတယ်အများကြီးတွေ့ရတယ်မိန်းကလေးဆိုရင်လည်းဟာတို့ရဲ့ idol မေထက်လူနော်ထက်ရဝေးတယ်မလားအဲသူတို့သူတို့ရဲ့ idol တွေကအမျိုးပေါ့အမျိုးဆိုတော့သူတို့ကိုယ်တိုင်ကလည်းသူတို့ဖြစ်အောင်လုပ်ပဲဆိုတဲ့ဟာမျိုးနဲ့လေမိန်းကလေးကလေးတွေကစားသမားလေးတွေလည်းတော်တော်လေးပေါ်ထွက်လာတယ်ပြီးသူတို့အခုဆိုရင်ဒါသူတို့ international school တွေကဆသူတို့ရဲ့ idol မေထက်လူအဲအမျိုးပေါ့အမျိုးစရာ ဆက် international school တွေအစားကလေးတွေတော်တော်လေးဘောလုံးကိုစိတ်ဝင်စားပြီးတော့ပို့ပြီးလှုပ်လာတွေ့ရတာဟုတ်ဟုတ်ရှိခဲ့တယ်ဟုတ်အဘလုံးတော်မှာဆိုရင်တော့ကျွန်တော်ခစ်ပေါ့လေနော်ကျွန်တော်ခစ်အရှိရှစ်တစ်ခစ်ပေါ့ရှစ်တစ်ခစ်မှာဆိုဆရာဆရာဦးတန်းတို့အောင်ပေါ့လေ ဆရာဦးတန်းတော့အရင်အားကြခဲ့ရတယ်အဲ့တော့ကျွန်တော်တို့ကကြောင်းနေပြီပဲရှိတယ်အဲ့တော့ဆိုရင်တို့ဟိုဗါလဲပိုစတာတွေထွက်တယ်အဲ့တော့ဆရာမျိုးမျိုးလန်ဝင်းတို့ဆရာဦးတန်းတို့အောင်ဆိုရင်တို့ပိုစတာတွေထွက်တယ်ကျွန်တော်အရင် crazy ဖြစ်တာတို့ very crazy ဖြစ်တော့ကျွန်တော်ကြောင်းစာအုပ်ရဲ့ဘလာစာအုပ်တွေမှာဆိုရင်ဆရာဦးတန်းတို့အောင်ပုံနေပြီပဲအဲ့တော့ wallpaper အနီနဲ့အပြာနဲ့လေအဲ့တော့မှတ်မိတယ်မမတ်ရကျွန်တော်စာအုပ်တိုင်းစာအုပ်တိုင်းမှာဆရာဦးတန်းတို့အောင်ပုံနေပါဆိုတော့တစ်ချိန်ကျရင်လည်းအဲ့လို အမြမလည်းပဲဆိုရင်တိုက်စုဘူးနေရအဆရာလိုဆရာလိုပဲဖြစ်အောင်လုပ်မယ်ဆိုတဲ့ဟာမျိုးပါလေအဲအမျိုးကစားသမားတွေမှာဆိုရင်ဆရာဦးသန်းသောအောင်အရင်အားကြခဲ့ရတယ်။နီးပြမှာဆိုရင်တော့ကျွန်တော်အရင်ဆန်ထားတဲ့ဆရာတယောက်ရှိပါတယ်ဟုတ်ဆရာဦးစောဦးပါဆရာဦးစောဦးက98မြမလည်းပဲဆိုရင်စပြီးမင်္ဂလာသင်းဒီ ကျွန်တော်လက်ရုပ်စင်စပါတဲ့ချိန်မှာသူ့အနောက်မှာကျွန်တော်တို့ကမြန်မာလက်ရုပ်စင်သေးကိုစပြီးကြိုက်ပြီးတဲ့ဆရာပေါ့လေဟုတ်ဆရာဦးစိုးဦးတော့ဒါဆန်ဆန်ထားတဲ့ဆရာဘာကြောင့်ဆရာကြတော့ရောက်ကလေးကကျွန်တော်တို့ဗရမီသားစုလိုနဲ့နှွေးထွေးပေးတယ်ပြီးကျွန်တော်တို့ကစားသမားတွေပုံမှာလည်းအဲမိဘတယောက်လိုအတင်ကြောင်းမှုပိုင်းမှာလည်းတေချာလေး base ကိုလည်းနိုင်အောင်တေချာတင်မယ်ဆရာဦးစိုးဦးစိုးကြတော့ဘယ်လိုလဲဆိုတော့ basic အရင်နိုင်တယ်ဆန်ထားတဲ့ဆရာဆိုရင်တော့ဆရာဦးစိုးအရင်လေးစားလေးစားပြီးအများဆန်ဆန်ထားတန်ဖိုးထားပါတယ်ဟုတ်ပေပေမမလို့တော့ကြိုက်တယ်ပေမဲ့လို့ဆိုကျွန်တော်တို့ကဘယ်လိုဆိုဘောလုံးပေါ့လေဘောလုံးဘောလုံးကြတော့ဘာဆိုအရင်ယူသ ွတ်တာလေကျွန်တော်အိမ်မက်တွေအားလုံးဆိုရင်ဘောလုံးပဲကျွန်တော်ဘောလုံးအလောက်ကြီးချစ်တယ်အသွေးသားတဲ့ဟိုကချစ်တယ်ရင်ထဲနှလုံးသားတဲ့အသွေးသားတဲ့ဟိုဘောလုံးအရင်ချစ်တယ်အားကြောင့်မို့လဲကျွန်တော်အခုအခုချိန်ထိကျွန်တော်ဒါဘောလုံးလောကမှာကျွန်တော်ရှိရှိနေရတာပေါ့နော်အမျိုးတစ်ခုရွေးမယ်ဆိုရင်တော့တိတ်ချတယ်ဘောလုံးပဲရွေးဖြစ်မှာဟုတ်အဲအကွန်ခန်းနဲ့ဇိန်နဲ့နေလို့ရတဲ့အလုပ်တွေကျွန်တော်အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ကနေဘူးထဲမှာပင်ပန်းနဲ့လဖူးကချွေးချိန်မှကြီးကြောက်စိတ်ရောကိုယ်ကနှစ်ပြီးတော့အာပင်ပန်းနဲ့ပင်ပန်းလောက်ရတဲ့ဘောလုံးကိုကျွန်တော်ပို့ပို့ပြီးတော့ချစ်တယ်ဟုတ်ပြောမယ်ဆိုရင်တော့ဘောလုံးမှာတော့အချိန်ပေးရတာပုံများတယ် ။ဘာကြောင့်ဆိုတော့ကလေးတွေနဲ့ကျွန်တော်တို့ကဟိုမျိုးတွေတသားနဲ့နေပေးတာလေသူတို့နဲ့လည်းအဆောင်ပါဆိုရင်လည်းသူတို့နဲ့အတူတူ light အဆောင်မအဆောင်မဆက်လိုက်နေပြီလားအဲပိတ်ရတော့ရှိတယ်ဗောစနေတင်းငွေပေါ့လေစနေတွေပိတ်ရဆိုရင်တော့ဒါမိသားစုအမိသားစုအချိန်ပေးဖြစ်တယ်ဗောလေနေမှာတော့မိသားစုတွေတော့နေမှာမဟုတ်ဒီမှာလည်းမိသားစုရှိရဟုတ်ရှိတော့အိမ်မြောက်တကောအိမ်မှာတော့ကျွန်တော်အနားယူဖြစ်တယ်စနေတင်းငွေဆိုရင် train နေပြီးတဲ့အချိန်ဆိုတော့ကိုလေ့လာတဲ့ပညာတွေလည်းလေ့လာတယ်အဲကိုရဲ့ business ဘိုင်းလည်းလေ့လာတယ်အများကြီးဗောလေအသင်ယူစရာရှိတာလည်းအကုန်သင်ယူလို့ဗောလေအဲ management ကတော့တခြားကြီးစီမံခန့်ခွဲထားပါတယ်ဟုတ်အဲလက်ခံပါတယ် practice ဆိုတာက remember ဆိုတော့သူတို့ကဟို remember စိတ်နေပြီးအားပေးရတယ် စိတ်နှိပ်ပြီးအားပြီးတော့ဘယ်လိုမှမဆိုတော့သူတို့ကလည်းအရန်ခံစားရတယ်ဘလုံးဘဲတော့ရှုံးရင်သူတို့ခံစားချက်ကျွန်တော်တို့ကထပ်တူကြခံစားပေးနိုင်တယ်ဘာကြောင့်ဆိုတော့လေဘလုံးဘဲတော့ရှုံးပြီဆိုရင်ကျွန်တော်တို့တွေမဟုတ်ဘူးကျွန်တော်တို့တနိုင်ငံလုံးမှာရှိတဲ့ပြိတ္တိုက်တွေအားလုံးခံစားရတယ် သူတို့တခါကြိုက်အောက်လို့အားမရဖြစ်တော့ကွာသူတို့အရင်နိုင်ရှင်တဲ့အရင်နိုင်ရှင်မှာရှုံးရရှင်မှာအယူအောက်လို့အားမရရှင်မှာသူတို့ဝေဖန်တာရှိရပါတော့ဝေဖန်တာရှိရချင်မှာကျွန်တော်လေကျွန်တော်ခင်မှာလဲကျွန်တော်ခင်မှာတော့လည်းခံခဲ့ရတယ်အများကြီးပေါ့လေဒါပေမဲ့ကျွန်တော်တို့အဲ့အောင်စိတ်တော့မထားဘူးဘာကြောင့်ဆိုတော့ကျွန်တော်တို့အခက်စားကြတော့ကျွန်တော်ကောင်းနားလေတယ်သူတို့ရင်မဲ့တဲ့အထိကျွန်တော်မြင်နိုင်တယ်ပေါ့လေမြင်နိုင်တဲ့အတွက်ကျွန်တော်တို့ကကိုချင်းစာပေးတယ်ပြီးလဲရတယ်ကြက်ကြလို့ပဲကျွန်တော်စိတ်စိတ်ထဲမှာအဲ့ဒီအဲ့ဒီပုံမှာကျွန်တော်ဘာလို့တေချာတဲ့ဒီတစ်ခေါက်ကျွန်တော်တို့သူတို့ကိုစိတ်ခံစားမှုပေးခဲ့တယ်ဟုတ်ပြီနောက်တစ်ချိန်သူတို့ပျော်ရွှင်မှုပေးမယ်အဲ့တော့ကျွန်တော်တို့အလုပ်ပို့လုပ်ရမယ်ဆိုတဲ့ဟာပေါ့သူတို့ဝေဖန်တဲ့အပေါ်မှာကျွန်တော်တို့က အသိစိတ်တစ်ခုဝင်သွားတော့ဘာဝင်သွားလဲဆိုတော့ငါတို့အလုပ်ပို့လို့ရမယ်သူတို့ငါတို့ပျော်ရွှင်အောင်လုပ်ပေးရမယ်ဘောလုံးနဲ့ပတ်သက်ပြီးသူတို့လည်းပျော်ရွှင်ရမယ်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ကအလုပ်ကို၂၃ဆပို့လုပ်ပေးတယ်ဟိုအောင်မြင်မှုတွေကျွန်တော်ရခဲ့တယ်အဲအဓိကပရိတ်တောင်လည်းပျော်ရွှင်မှုပေးချင်တာကျွန်တော်တို့အညို့ပါသူတို့ခန်းစားခဲ့ရတာခန်းစားတဲ့အချိန်လည်းရှိမယ်ပျော်ရွှင်မှုပျော်ရွှင်တဲ့အချိန်လည်းရှိအောင်ကျွန်တော်တို့ကဒါပြန်လုပ်ပေးတော့ပါတော့အတော်တော့လုပ်ယူရအောင်ပဲဘာကြောင့်ဆိုတော့ကျွန်တော်တို့ဒီအာဆီယံ level မှာဆိုရင်ကျွန်တော်တို့နည်းနည်းနောက်ကျကြံနေပြီပေါ့နော်ကျွန်တော်တို့မိန်းကလေးဘောလုံးဆိုရင်အခုဆိုရင်ဒါအာဆီယံ level မှာဆိုကျွန်တော်တို့ဗီယက်နမ်ကနံပါတ်1နေရာရောက်သွားပြီဖိလစ်ပိုင်တော့မှနံပါတ်2နေရာကိုရောက်သွားပြီပေါ့နော်ထိုင်းကတော့နံပါတ် တ်3ပါလေကျွန်တော်မြန်မာကနံပါတ်4နေရာပဲရှိတယ်ပြောမယ်တာပြောတာနော်ပြင်ဆင်ပြီးတော့တေချာပြန်သွားမှရမှာဟုတ်ဟုတ်ဘောလုံးကသိုးတက်ဖို့ဆိုရင်တော့ဟုတ်ပြောမယ်ဆိုရင်တော့ဝန္ဒနာပိုင်တော့တေချာကြိုးစားပါနော်အဲစိတ်ဝင်စားကြတယ်နောက်တစ်ခါဘောလုံးပါဆိုရင်ကျွန်တော်တို့ဒီမှာလေးစင်ပါဆိုရင်လည်းတက်တန်လိုက်တွေရှိရပါလေတက်တန်လိုက်ယူဆက်ခွန်ရှိတယ်နောက်ခါယူနဆယ်ရှိရဲနောက် National Day ရှိရပါလေမင်္ဂလေးဆိုရင်လည်းဒါသူတက်တန်လိုက်သူရှိရဲနောက်ခါအခုလည်းလက်ရှိ project အစ်စ်ပါလေနောက်အစီမံကိန်းအစ်စ်တစ်ခုရှိရဲ Academy မှာမင်္ဂလေးဘောလုံးပါလာတော့မှာလေအဲအမျိုးဆိုတော့သူတို့တို့အရှိမှာလေ Academy ကြောင့်ဆိုကျွန်တော်တို့လက်ထက်မှာလည်းမရှိခဲ့ဘူးပါလေနော်စပြီးတော့ Academy စပြီးတော့ join လို့ရရပါမင်္ဂလေးတွေလေမန္တလေးမှာမန္တလေးမှာတော့အုံဆုံးစဖွင့်ပါပါလေအဲ့အတွက်အဲ့အတွက်လည်းဒါဝါသနာပါတယ်လို့ဆိုရင်အဲ့မျိုး join လို့ရတာပါလေနော်ဟုတ်တခြားလေးလေးချိန်တော့တခြားလေးဖြစ်ပါတယ်ဘာလို့ဆို international ထိထိုးဖောက်ပြီးတော့ကစားလို့ရတယ်ဘာလို့အခုချိန်မှာဒါ winning tournament လို့ဆိုရင်လည်းဒါ server အသင်းမှာသွားပြီးတော့ဒါ Malaysia ကလပ်အသင်းပါလေအဲ international ထိသွားပြီးတော့ထိုးဖောက်ပြီးတော့ကစားနေပါလေဟုတ်ဟုတ်အဲ့အတွက်လည်းတခြားစူးစမ်းရင်စူးစမ်းသလိုတော့ဟိုအများကြီးဖြစ်လာနိုင်ပါလားဟုတ်မယူချင်းနေရတော့ထုံးစံတိုင်းကကျွန်တော်တို့ကပြောမယ်ဆိုကျွန်တော်လည်းမယူ fan ဆစ်ဆစ်ပဲလုံးဝအဲဘက်ခန်းတို့ နဲ့ချက်ကြရပါလေအခုချိန်ထိကျွန်တော်မန်ယူပဲမန်ယူပဲမန်ယူပဲဒါပေမဲ့ကြည့်လိုက်တော့ထိတ်ဆုံးတော့ထိတ်ဆုံးဆိုဇေယဇေယပြောင်းပြန်လိုက်တော့ဇေယပြောင်းပြန်လိုက်တော့မန်ယူကထိတ်ဆုံးပဲလုံးဝ never get up ပေါ့နော်ဘယ်တော့ကဘယ်တော့ကရှုံးပေးပေါ့နော်ဒါပေမဲ့သူတို့အဲဘယ်ချိန်မှဖြစ်ကျွန်တော်တို့မန်ယူဖန်ပဲဟိုပြောမယ်ဆိုရင်ဟိုတနေ့ကလည်းကြည်နေရပဲကြည်နေတယ်7မိနစ်တကူ7မိနစ်တကူမိနစ်20ပိုင်းငကူပေးလိုက်ရအသေးကွဲတယ်မန်ယူရှုံးတဲ့အသေးကွဲတယ်ဒါပေမဲ့ဘလောက်ပဲရှုံးရှုံးမန်ယူမှမန်ယူပဲကျွန်တော်တို့ကအများတန်းတည့်ရနေပဲအဲပြိတက်တွေကိုအဲ အရင်ကျေးဇူးတင်ပါတယ်ဘာကြောင့်ဆိုတော့လေဟိုကျွန်တော်တို့ဒီလက်ထက်ကလေးရနေပါလေအခုချိန်အထိအခုချိန်အထိအမျိုးသမီးဘောလုံးသင်းဆိုရင်အဲဒီဇိုင်းမဘက်ပါလေရှုံရှုံနိုင်နိုင်အမြဲတမ်းအရင်ဘက်ကြီးနဲ့အားပြီးရက်အရင်လည်းကျေးဇူးတင်တယ်အဲလာမယ့်ပြိုင်ပွဲတွေဆိုရင်လည်းဒါမင်းကလေးဘောလုံးတွေဆိုရင်ဒါစီကိပြိုင်ပွဲတွေတို့ကစားတော့မှာအခုလာမယ့်ဒီဇင်ဘာဆိုရင်ဒါထိုင်းနိုင်ငံအရှင်လုံးမှာပါလေကလေးတွေနဲ့စကားပြောဖြစ်တယ်ပြောဖြစ်ကြကလေးတွေကလည်းပြိတက်တွေကိုပျော်ရွှင်မှုပေးမယ်ဒီဘက်ကိုနိုင်အောင်ကစားမယ်ဆိုတော့စိတ်တို့ရှိရဲ့ ဟုတ်အဲ့အတွက်လည်းတို့ပြိတ္တတွေကိုလည်းရွှေရှိမှုပေးဖို့ကလေးတွေစူးစမ်းနေပါတယ်လို့ဟုတ်ကျွန်တော်ကလည်းပြိတ္တတွေကိုအာကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်အဲ့ဆိုရင်ဒီနေ့အင်တာဗျူးလေးမှာအချိန်ပေးပြီးတော့ဖြေကြားပေးရစီအောင်လို့လည်းကျေးဇူးများရဲ့တင်ပါတယ်ဟုတ်ကဲ့ပါမီဒီယာစပော့အဖွဲ့သားအားလုံးလည်းဟုတ်လေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဟုတ်ကဲ့ပါရှင်အဲ့ဆိုရင်နောက်ပတ်တွင်မှာအာကစားလောကဘသူတွေကိုအင်တာဗျူးလေးလိုက်ပြီးလုပ်စီချင်းနေလဲဆိုတော့ကောင်းပါမှာရှင်းတာပြကြပါအောင်ရှင်အဲ့ဆိုရင်နောက်ပတ်လည်းပြတ်တွေ့ပါမယ်